ောင်မလေးကအလုတ်ကိစ္စနဲ့ရက်သုံးရက်ခီးသွားခဲ့တယ်။သူမပြန်ရောက်လာတဲ့အခါသူခင်ပွန်းငယ်ဟာအသက်လက်ပိုင်းယောက်ျားတဦးဖြစ်နေတာကိုတွေ့လိုက်ရတယ်။ဖုန်းကြီးကြီးကလည်းပေါ်ပါပြီးသုံးရတာပြောစရာကောင်းတဲ့ပစ္စည်းတစ်ခုဖြစ်နေခဲ့တယ်။ဘာလို့လဲဆိုတော့နှစ်ပေါင်း20ကုန်လုံသွားခဲ့လို့ပါပဲ။အသက်20ရွယ်ဘလာကတခြားမျိုးကိုအလုတ်ကိစ္စနဲ့ခီးထွက်ခဲ့တယ်။သူမလေရင်နဲ့ပြန်လာနေခဲ့တယ်။လေရင်မထွက်ခွာခင်မှာသူမကသူခင်ပွန်းအဲရစ်စီဖုန်းခေါ်ခဲ့တယ်။ သုံးနာရီကြာလေးစိတ်မှာသူမကိုလာချိုဖို့အဲရစ်ကိုပြောခဲ့တယ်။သူတို့သားကိုတော့ဘလာကသူ့တငယ်ချင်းဝန်ဒီကိုဂရုစိုက်ပေးဖို့ပြောခဲ့တယ်။အဲရစ်ကအလွယ်တကူသဘောတူခဲ့တယ်။ဒါပေမဲ့လေရင်ဟာလေထဲမှာမြေပြင်နဲ့အဆက်အသွယ်ပြတ်တောက်သွားခဲ့တယ်။ဘလာလေရင်ပေါ်ကဆင်းလိုက်တဲ့အခါအရာအလုံးပြောင်းလဲသွားခဲ့တယ်။သူမရဲ့မှတ်ပုံတင်ဖြတ်သိမ်းခံထားရလို့ဘလာကဘူဒာယုံကနေမထွက်ခွာနိုင်ခဲ့ဘူး။သူမမိသားစုနဲ့လည်းအဆက်အသွယ်မရခဲ့ဘူး။သူမကဖုန်းနံပါတ်တွေဟာဝန်ဆောင်မှုမရှိတော့ဘူးလို့ထင်ခဲ့တယ်။ ဘယ်လာကအဲရီရဲ့ဖုန်းအဟောင်းစီကိုစမ်းသပ်ဖုန်းခေါ်ကြည့်ခဲ့တယ်။ဒီတခါဖုန်းခေါ်ဆိုမှုအောင်မြင်သွားခဲ့တယ်။အဲရီကအချိန်ကြာမြင့်စွာမေးထားခဲ့တဲ့ဖုန်းအဟောင်းကိုကောက်ကင်လိုက်တယ်။ယင်းနည်းတလို့လို့စိမ့်တလို့လို့အတန်တစ်ခုကိုတူချလိုက်ရတယ်။သူတုံလုံးသွားခဲ့တယ်။အဲရီလေးစိတ်ရောက်တဲ့အခါအရင်တိုင်းနူးပြိုလှပနေတဲ့ဘယ်လာကိုတွေ့လိုက်ရတယ်။ဒါပေမဲ့သူကိုယ်တိုင်မှာတော့စပင်ဖြူတွေဖြစ်နေခဲ့ပြီ။ဘယ်လာကထိတ်လန့်စွာနဲ့သူ့ခင်ပွန်းနောက်ဆုံးတော့ပေါ်လာတာကိုမြင်လိုက်ရတယ်။ သူမဟာငှက်ငယ်လေးတကောင်လိုသူ့ခင်ပွန်းရဲ့ရင်ခွင်ထဲကိုပြေးဝင်ခဲ့တယ်။ဒါပေမဲ့သူ့ရှိကလူဟာသူ့ခင်ပွန်းအစ်မဟုတ်တော့ဘူးဆိုတာသူမမသိခဲ့ဘူး။သူမနှစ်ပေါင်း20လွဲချော်ခဲ့ပြီ။အဲရစ်ကဘဲလာကို အရင်ကသူ့ရဲ့မင်္ဂလာဆောင်အိမ်စီပြန်ခေါ်လာခဲ့တယ်။အဲ့ဒီနေရာက နှစ်ပေါင်း20ကပုံစံအတိုင်းအတိအကျအလှဆင်ထားတယ်။ဒါပေမဲ့အဲ့ဒီအိမ်မှာလူမနေတာအချိန်ကြာမြင့်ခဲ့ပြီ။အဲရစ်မှာအိမ်အစ်စ်ရှိနေခဲ့ပြီ။သူ့ဇနီးအစ်စ်ကတကယ်တော့ဘယ်လာရဲ့တငယ်ချင်းဝန်ဒီဖြစ်နေခဲ့တယ်။ အရစ်ကဒီအကြောင်းကိုဘဲလာကိုမပြောပြရေးခဲ့ဘူးဘဲလာရဲ့တောက်ပရဲ့မျက်လုံးတွေကိုကြည့်ရင်သူပြန်လက်ထပ်ထားပြီဆိုတာကိုအရစ်ကမပြောရက်ခဲ့ဘူးအဲ့ဒီအချိန်မှာပဲဝန်ဒီပြေးလာခဲ့တယ်အရစ်ကတကားစီအမြန်သွားပြီးဝန်ဒီကိုခေါ်လိုက်တယ်ဝန်ဒီကဘလာပြန်ရောက်လာတဲ့တဲ့င်းကိုတီဗီမှာမြင်လိုက်လို့ရောက်လာတာဖြစ်တယ်ဘလာပြန်လာပြီးသူစီကအရာအားလုံးကိုယူသွားမှာကိုသူမစိုးရိမ်နေခဲ့တယ်သူမရဲ့ခင်မွန်သူမရဲ့ကလေးနဲ့သူမရဲ့စီစဉ်ဥစ္စာတွေကိုပါ ဒါပေမဲ့ဒီယာရီအလုံးဟာမူလကဘယ်လာပိုင်တာဖြစ်တယ်ဆိုတာကိုသူမမေ့နေခဲ့တယ်။ဝန်ဒီကနားလဲတယ်လို့ဟန်ဆောင်ခဲ့တယ်။သူတို့ရဲ့လက်ထပ်ထားတာကိုဘယ်လာကိုမပြောဘူးသူမကအဲရစ်ကိုပြောခဲ့တယ်။ဒါပေမဲ့ဘယ်လာချက်ချင်းမခံစားနိုင်ပါဘူးသူမစိုးရင်ခဲ့တယ်။ရက်အနေငယ်အတွင်းဘယ်လာကိုဖြည်းဖြည်းချင်းပြောပြမယ်လို့သူမကတိပေးခဲ့တယ်။အဲရစ်ကအင်ချမ်မီနဲ့ကုမ္ပဏီအကြောင်းပြောခဲ့တယ်။ဘာလို့လဲဆိုတော့သူတို့ရဲ့လက်ရှိကုမ္ပဏီနဲ့စီးဆိုင်ဥစ္စာတွေကဘယ်လာရဲ့မိဘတွေကဘယ်လာအတွက်ထားခဲ့တာတွေဖြစ်တယ် ဘယ်လာပျောက်ဆုံးနေတာကြာပြီဖြစ်လို့အဲ့ဒါတွေသူတို့လက်ထဲရောက်နေခဲ့တာ။